အားလုံးမင်္ဂလာပါဇလံပုံပြင်းနားထောင်ခြင်းအစီအစဉ်လေးတင်ဆက်ဖို့အချိန်ကြလာပြန်ပါပြီကောင်းတို့ရရာမြမရိုးရာ ပုံပြင်းလေးတွေရာညီလေးတို့အတွက်အပြင်းပြေစရာနော်သင်ကန်းစာယူပွဲရာပုံပြင်းလေးတွေကိုတင်ဆက်လာခဲ့တာအဖွာပါကဲဒီနေ့အဖွာဘယ်လိုပုံလေးများရွေးချယ်ထားလဲနော်ချီကနဲ့မြေကွေးတဲ့နော် များသောဖြင့်ပုံပြင်လေးတွေထဲမှာတလိဆန်လေးတွေနော်ကက်ကလေးတွေကိုဇက်ဆောင်ထားတာများပါတယ်ကြီးကားတို့ညီခွေးတို့ပါလာပြီဆိုရင်ညီလေးတို့ကတော့ရိတ်မိနေလောက်ပါပြီနော်ညီခွေးဆိုတာမကောင်းချန်တတ်တယ်နော်လူလဲကြတယ်လို့နော်လူဆိုးနေရအမြဲတယုတ်ဆောင်ရတယ်ဇက်ဆောင်တူဖြစ်ပါတယ်ကဲကြည့်အောင်နော်သူကလဲညီလေးတို့ထင်းတဲ့အတိုင်းပါပဲနော်ဒီထက်မှလဲ သူဘလို့ကောက်ချစ်စင်းလဲမလဲနော်ဒါတွေကြည့်ရအောင်ဘွားပြောချင်တာတော့ဘွားပြောခဲ့တဲ့ထဲကနော်တရုတ်ဆောင်နေရသူတရုတ်ကိုသူဆောင်းသွားမှာပါပဲသို့တော့ညီလေးတို့လက်တွေ့ဘဝအခုကလေးလူရွယ်လူလတ် လူကြီးပိုင်းအထိနော်စီးပွားရှာတဲ့လူကြီးပိုင်းအထိဖြစ်လာခဲ့ရင်လေညီလေးတို့ကဟိုးကောင်းတဲ့ဟာဘလို့အတုခိုးမလဲမကောင်းတဲ့ဟာဘလို့လုံမလဲနော်ကောင်းတာလုံရင် ကောင်းတာဖြစ်တယ်ဒါတဘာဝတရားကြီးပါ တို့ဖျားရှင်ဗုဒ္ဓမြတ်စွာရင်မကပါဘူးကဘာပေါ်မှာနော်ကိုးခွဲကြတဲ့ဖျားရှင်တိုင်းကဟောခဲ့ပါတယ်မကောင်းမှုကိုမလုပ်ဖို့ပဲဟောပါတယ်ဒါကြောင့်ဒီပုံပြင်လေးတွေကဘယ်လိုနီးလေးတို့သင်္ကန်းစာပြီးလဲဆိုတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ခဲ့ရင်တနည်းဒီမကောင်းတဲ့နော်လူတစ်ဖက်သားကိုစိတ်ထားမကောင်းမကောင်းတဲ့ပြုတ်မှုတစ်ခု လုံလိုက်မိတယ်ဒါဟာမကောင်းတဲ့ထံပြန်ခံရတတ်တယ်ဝစ်ဆိုတာရှောင်လို့မရဘူးဆိုတဲ့နော်အဖြစ်ကလေးတွေကိုပုံပြင်လေးတွေနဲ့စီကစင်ကတင်ဆက်ခြင်းဖြစ်ပါတယ်ကဲကြည့်လိုက်ကြရအောင်တခါတော့ငါတဲ့ဘွားပြောသလိုပါပဲတလိ္ဆန်လေးတွေဆိုတော့တော်ထဲမှာပြောကြတာပေါ့နော်တော်ထဲမှာသူတို့ဘာသာဘာဝအုပ်စုလိုက်မျိုးတူတဲ့ជីကန်းဆိုជីကန်းနော်အာဟိုစာကလေးတွေကစာကလေးတွေအာဇီကွက်ငှက်ကြီးကလည်း ူဟာသူနော်ဟိုးခမင်းမြင့်မှာအတိုက်ဆောက်ပြီးညအခါမှသူဆင်းလာပြီးအစာရှာထွက်မယ်နော်နေ့လည်းတငေးလေလုံးဖြစ်ခွင့်မထွက်ပါဘူးနော်အဲ့တော့ကဲဒီတော့ထဲမှာနေထိုင်နေကြီးကမတကောင်ဟာအချိန်ကနော်သူလည်းသူ့ဘာသာဘာဝသားသမီးမွေးဖို့သူဆုံးဖြတ်လိုက်ပါတယ်နော်သူတို့သားသမီးမွေးတယ်ဆိုတာမိလေးတို့တိတဲ့အတိုင်းပါပဲဥကလေးနော်သူတို့ငှက်အတိုက်ထဲမှာ ဥကလေးတွေချခဲ့တယ်။စာကလေးဥရှိတယ်နော်။ငှက်ကြီးကန်ဥဇရက်ဥလို့ပေါ့။ဥကနေပောက်ဖွားတဲ့တရဝလေးတွေပါငှက်ဆိုတာနော်။အဲ့တော့ဥလေးတွေချပြီးတော့သူတပင်ခမြင့်မြင့်ပါနော်။အမြင့်ကြီးမှာထိတ်ဖြားမှာသူအတိုက်ဆောက်ပါတယ်နော်။လူနဲ့တလိမ့်ဆန်အဲ့ဒါကွာပါတယ်နော်။ညီလေးတို့အခုမိဘနော်။လက်ဥစရာမိနဲ့ဖဆိုတဲ့အတိုင်းပဲ။မွေးလာတဲ့ဟာမိဘ ုံးသင်ပါတယ်ဟာဒါကင်ပူတယ်မကင်ရဘူးနော်ဟိုဒါစားရင်ဆက်တယ်မစားရဘူးဒါကောင်းတယ်မကောင်းဘူးလောက်သင်ချာရင်အုပ်မကွာသင်ချာပေးုံနဲ့တင်မလုံလောက်ပါဘူးညီလေးတို့၄နှစ်၅နှစ်အရွယ်ရောက်တော့ကျောင်းဆိုတော့ပို့ရပါတယ်ဒီကျောင်းမှာဆရာသမားနော်ညီလေးတို့အသိပညာပေးပါတယ်နော်အသိပညာဆိုတာစာသင်တယ်နော်မိဘက အပြည့်အဝမတင်ကြားနိုင်တဲ့အတွက်ဆရာစီကိုအပ်ပါတယ်နော်အဖွားတို့တော်မှာတော့နော်မပြောတပီစန်တပီငွေတမတ်နော်ဒီလိုနဲ့ဘန်းလေးထဲမှာထည့်ပြီးတော့ဆရာကြီးရယ်နော်ကျမသားလေးသမီးလေးပညာသင်ပေးပါနော်မချိုးမပဲ့ရင်တော်ပါပြီရိုက်နဲ့လက်ဆုံးမနိုင်ပါနဲ့ကျမတို့စိတ်မဆိုးပါဘူးပညာထောင်သာသင်ပေးပါဒါမှဒီကလေးကျမတို့လူ လဲတဲ့ခြောက်ထဲမှာရွှွန်နေနွန်နေနဲ့မယုံကန်ရပဲနဲ့လူရဝင်ပြီးတော့ပညာထက်နော်အရာရှိလေးတော်၎င်းနော်နိုင်ငံဝန်ထမ်းတော်၎င်းတခုခုဖြစ်မှာပါလို့ပို့တယ်အလေးနော်အဖွားတို့တော်မှရှိပါတယ်မြို့မှာလေးထုံနီကောင်းမှာညီလေးတို့မိဘတွေဟာဘလောက်ကုန်းကြခံရမလဲဟမ်သာသမီပညာတက်ဖို့ဆိုရင်ဘယ်မိဘမှနှမျောတွန့်တူတဲ့စိတ် နော်မပေးကမ်းခြင်းနဲ့စိတ်မရှိပါဘူးအလွန်ရရောစွာနော်ကိုသားသမီးလေးကိုပညာသင်ပေးတဲ့ဆရာဆရာမကိုနော်အကြောင်းမျိုးစုံရှာကတော့ပြီးတော့စာတောင်းသင်ပေးပါနော်ဒီကလေးနောင်တနေ့သူ့ခြေတော့ပေါ်သူရက်ပြီးတော့လူတော့အလင်မှာပညာရဲရင်ပွဲလက်တင်းလို့ဆိုထားတယ်မလားအေးအဲ့လိုမျိုးအလေးရှိတဲ့အကြောင်းနော်ညီလေးတို့သိပါပြီကဲကြီးမကတော့ဥချနေပြီနော်ညီလေးတို့ ူလဲနော်ဒီလိုပါပဲလူနဲ့တိရစ္ဆာန်ဘာกว่าလဲဖွားဆက်ပြောပြမယ်နော်ဆန္နာထောင်ကြရအောင်ဤလိုရေးចောင်းကိုပို့တဲ့အသိပညာဆိုတာစာပေသင်ကြားတာเนาะအတတ်ပညာဆိုတာဟာခုနတလိษံလေးတွေမှာเนาะ ညီလေးတို့ကတစုံတစ်ခု engineer အတက်တော်၎င်းလက်သမားအတက်တော်၎င်းနော်ဆရာဝန်အတက်နော်စေကူတဲ့အတက်နော်အမျိုးစုံဒါအတက်ပညာခေါ်တယ်လုံတက်ကင်တက်တာနော်ဟိုကစာတွေ့နဲ့သိရတာနော်အသိပညာအတက်ပညာဆိုတာလက်တွေ့ကိုကိုတိုင်းလုတ်ကြည့်ရင်းနဲ့ရတဲ့ပညာကိုအတက်ပညာခေါ်ပါတယ်ဒါပေမဲ့လူနဲ့တရိတ်ဆန်ဘာကွာလဲနော်တရိတ်ဆန်လေးတွေဥမာစာကလေးတွေအပောက်အပိုက်ဆောက်တာ ဘယ် engineer ចောင်းမှသူတို့တော့မတက်ပါဘူးနော်မွေးကြတဲ့မွေးရပါနော်သူတို့မှာတဘာဝတရားကြီးရာအတတ်ပညာပေးလိုက်တဲ့အတွေ့နော်ချိန်ကန်မှလည်းသူဥချရမယ်လို့ဆိုတော့သူ့သားသမီးလေးတွေမိဘမြတ်တာနော်မမြင်ရသေးဘူးသူ့ရင်ထဲကပေါက်ဖွာလာမယ်နော်ရင်သွေးလေးတွေလုံလုံချုံချုံထွေးထွေးနွေးနွေးနေနိုင်အောင် သူ့အတိုက်ကလေးစားဆောက်ပါတယ်နော်အဲ့အတိုက်ကလေးထဲမှာဥလေးသုံးလုံးကိုသူဥချလိုက်ပြီးတော့ ဒီကြီးမဟာဘဲမှမပြောင်းတော့ဒီဥလေးတွေပေါ်မှာဝစ်ပြော့နော်ဝစ်ချင်းဝစ်တယ်လို့ခေါ်ပါတယ်အပူငွေနော်သူကိုငွေကိုပေးပြီးတော့ဒီဥလေးတွေကလုံလောက်တဲ့အပူပမာဏရတဲ့အခါမှာပေါက်ပြီးတော့ကြီးကန်းပေါက်စားငှက်နီတာရဲလေးတွေဖြစ်လာပါတယ်နော်အဲ့တော့ဥတွေလည်းပေါက်လည်းပြီးရော21ရက်ကြာအောင် သူဝစ်လိုက်တော့ဥပေါက်ပြီးကြီးကန်းလေးသုံးခေါင်နော်အေးခလေးပေါက်စားလေးတွေပေါ်လာပါတယ် ជីကလေးတွေပောက်တဲ့နေရာစပြီးတော့ဒီမိခင်ជីမဟာနော်တခါတည်းအလုံးညားတော့တာပဲတဲ့နော်မိရီတို့မိဘဘိုးဘွားတွေလည်းဒီလိုပါပဲနော်ជីကလေးတွေအမြဲပဲစားနေတယ်အာအာအော်နေတယ်နော်ဇက်ကလေးတွေရဲနေတယ်နော်အဲ့တော့တနေ့လုံးအစာထွက်ရှာလိုက်အစာခွန်းကနော်တခါတည်းជីပောက်ကလေးတွေကိုလိုက်ပြီးတော့ပြက်တဲ့ဒီခိုးတဲ့နော်တခိုးတွေလည်းရှိတဲ့အတွက်ជីမဟာကလေးတွေကိုတခါဆောင်းရှောက်ရပြန်နေတဲ့ အတိုက်ကနေအချိန်ကြာကြီးသူခွာမသွားနိုင်ပါဘူးတဲ့ရန်သူတဦးကတော့သပင်မနီမွေးမှာနေထိုင်နေနော်မြေခွေးပဲဖြစ်ပါလေတဲ့မြေခွေးကချီးကလေးတွေချီးပေါက်ဆာလေးတွေအော်ဆန်းကြတော့ဟွန်းတဲနှိပ်ပါလားနော်ဒီအတိုက်ထဲမှာငါစားဖို့အစာတော့ရှိနေပြီနော်ဟန်ချလိုက်တာဆိုပြီးတော့သပင်မဟုတ်တက်တယ်ဒါပေမဲ့မီးလေးတို့ရင်မြေခွေးဆိုတာသပင်တက်မကျွမ်းကျင်ပါဘူးဟူး တပင်ထိတ်ဖျားမှာနော်ရန်သူတွေဘေးရနေအန်ဒီရဲ့ကင်းအောင် လုံခြုံအောင်စောင့်ထားတယ်အတိုက်စီကိုမြေခွေးကမရောက်နိုင်ဘူးပေါ့မိမာလေးအဲ့တော့သူတို့ကခါတယ်ဒီជីမောက်ကိုဒီជីပုတ်စားလေးတွေစားဖို့ငါဥပေတမီနဲ့တော့ကြမ်းမပဲဆိုပြီးတော့ဒီအနီးပတ်ဝန်းကျင်ကြေးရွာတွေကအမိုက်ပုံနေမှာလွတ်ပစ်ထားတယ်အုတ်ထုပ်အဟောင်းကြီးတစ်လုံးကိုသူရအောင်ရှာတယ်တဲ့အဲ့ဒီအုတ်ထုပ်အဟောင်းကြီးတစ်လုံးရလဲပြီးတော့ ီလက်သမားတွေကနော်တစ်ခုတ်သမားတွေရဲ့တန်ကြီးတက်နေပြီနော်လွှတ်နော်တပင်ကိုဒီလိုတိုက်တယ်လွှတ်အောင်လေသူပြစ်ထားတဲ့တန်ကြီးတက်လွှတ်ကြီးတစ်ချောင်းကိုလေပြီးယူလာပါလေတဲ့နော်နောက်တစ်နေ့စောစောမှာဒီကြီးမရဲ့အတိုက်ကိုသွားဒီကြီးမအတိုက်ကနေမခွာခင်မြေကွေးကလှမ်းပြောပါလေတဲ့နော်အဲ့တော့ကြီးမကလည်းချိလိုက်တော့အောက်မှာလွှတ်ကြီးလဲကင်လို့ဥထုပ်အဟောင်းကြီးတစ်လုံးလဲဆောင်းထားတယ်ဘယ်သူများပါလဲပေါ့နော်ကြီးတော့ ရှင်ဘာလုံးနေတာလဲအဲ့ဒီအောက်မှာလို့ကြီးမာလှမ်းပြီးတော့ကျောကတခုတ်သမားလေးတဲ့နော်နံပါတ်လို့ခေါ်တာပေါ့တခုတ်သမားလေးတဲ့နော်ဒီသစ်ပင်ကိုဖြတ်ပြီးလှဲချလိုက်မလို့လို့သူကပြောတော့ကြီးမာတော်တော်လှန့်သွားတယ်မပြောဒီသစ်ပင်ကိုတော့မဖြတ်ပါနဲ့ရှင်မဖြတ်ပါနဲ့အပေါ်မှာနော်ကျမရဲ့ဟိုခလေးတွေရှိပါတယ်နော်နောက်ပြီးတော့ဟာဒီသစ်ပင်အပေါ်မှာမခင်ဗျာအတိုက်လာဆောက်တာတော့ခင်ဗျာမှားတာပဲကျောက်ကတော့အခုပဲဖြတ်ရတော့မယ်လို့မိခွေးอ่ะ ခတ်တီတီနဲ့ပြောတယ်တော့ကြီးမလေးကငိုပြီးတော့ရင်းနေနေလောက်ဆိုင်ပါအောင်ရှင်နော်ဒီလောက်အဲ့ဒီလောက်ကြာရင်နော်ကျမကလေးတွေကလည်းအရွယ်ရောက်လို့ပြန်နိုင်ပါပြီအခုကတော့သူတို့ဘလို့မှမပြန်တန်းနိုင်သေးတဲ့အတွက်နော်အတိုက်ထဲမှာပဲကျမအစာရှာကျွေးနေရတာပါခဏလောက်ဆိုင်ပါရှင်လို့သူကငိုရင်းနဲ့တောင်းမှပါလေအိုးမရဘူးမရဘူးတနားရီတော့မဆိုင်နိုင်ဘူးနော်ဒါချုပ်ပိုင်တဲ့တပင်းနော်ချုပ်ခုတ်ချင်တဲ့အချိန်ခုတ်ရမှာပေါ့အခုချက်ချင်းချုပ်ဖြတ်လဲတော့မယ်လို့ မိကွေးကလည်းပြန်ပြောတော့နှစ်ရက်ပဲအချိန်ပေးပါနော်ကျမကလေးတွေကိုအပြန်သင်ပေးလိုက်မယ်နော်ဒီနှစ်ရက်အတွင်းမှာကလေးတွေပြန်ရင်ရှင်းသပင်ကိုရှင်ကြိုက်တယ်လို့ခုတ်ပါတော့ကျမအပိုက်ကိုရွှေပြောင်းပေးပါမယ်လို့ကြီးမတောင်းမှန်နေတယ်ဟိုးမရဘူးဟေးငါဖြတ်တော့မယ်ဟေးဆိုပြီးတော့သပင်ကိုမြေကွေးကတန်ကြီးတက်တဲ့လွှာကြီးနဲ့တခါရဖြတ်ချင်အောင်စောင်းနေပါတော့တယ်တဲ့အဲ့တော့တခါလေး ကြီးမားလည်းငိုးเนาะမြေခွေးကလည်းဖြတ်နေနောက်ဆုံးကြတော့ကဲကဲကဲเนาะနင်းကိုငါနှစ်ရက်ချိန်ပေးမယ်ဒါပေမဲ့နင်းကလေးတကောင်ငါ့ကိုပြစ်ချလိုက်ငါစားဖို့အတွက်ဒါမှငါနှစ်ရက်ချိန်ပေးမယ်ဆိုတော့ကြီးမားလည်းမလွှဲတာလုံးလုံးပေါ့မြေလေးတို့ရဲ့เนาะသူဥလေးသုံးလုံးဥတဲ့အတွက်ငါကလေးသုံးကောင်ပေါက်နေပါပြီဒီထက်ကတကောင်ကိုစွန့်ရမယ်သို့တော့နှစ်ကောင်အသက်ရှင်မယ်သူတွေးပြီးတော့ ကောင်းပါပြီရှင်ဆိုပြီးတော့မျက်ရည်ဆက်လက်နဲ့ကြီးကန်းလေးကြီးပေါက်စာလေးတစ်ကောင်ကိုအောက်ချပေးလိုက်တဲ့အတွက်မြေခွေကချက်ချင်းပဲဝါစာပြစ်လိုက်တယ်နော်သူ့အကြံအောင်တဲ့အတွက်မြေခွေကဝင်းသားပြီးတော့တခြားငှက်တွေကိုလည်းငါဒီနီးနဲ့ပဲလှည့်စားပြီးတော့စားရမှာပေါ့နော်အမတန်တတ်တတ်တတ်ရှိလိုက်တာ နော်ဘာအန်ဒီမလည်းမရှိဘူးအားလည်းမဆိုင်ထုတ်ရဘူးဆိုပြီးတော့မြေခွေကလည်းဆက်ပြီးလှည့်ပြားဘူး ကြမ်းစီနေပါတယ်ကဲဒီတခါမြေခွေးရဲ့အလှဲ့ပြားကိုခံမှာဘယ်ငှက်မျိုးများဖြစ်မလဲမြီးလေးတို့မသိချင်ဘူးလားဘွားဆက်ပြောပြမယ်နော်ကဲမြည်လေးတို့ရေပုံပြင်လေးဆက်လိုက်ကြအောင်ပါဒီတစ်ခါမြည်ခွေးอ่ะသူရှာပြတ်มาတယ် ဟွန်းဒီနားမှာငါတက်တက်တာတာနဲ့အင်းအားမဆိုင်ထုတ်ရပဲဘယ်နှစ်ကိုများငါသွားပြီးလှည့်ပြားရပါမလဲလို့နော်သူကလေဂျမ်းမြဲတိုင်းဂျမ်းပါတယ်ဒီအခါမှာကြီးမရဲ့အိမ်နီးချင်းဖြစ်တဲ့တပိတ်လွယ်နော်ကြီးလေးတို့တပိတ်လွယ်ငှက်တည်တယ်နော်ဘွားလေးတပိတ်လွယ်ငှက်ကလေးပုံချောင်းပြောပြပူပါတယ်တပိတ်ကလေးလွယ်ထားတယ်လို့နော်ငှက်ကလေးကအဲ့ဒီလူမျိုးရောက်မလို့တပိတ်လွယ်ငှက်လို့သူ့ကိုခေါ်တယ်ကြီးမစီအလဲလာတော့အိုးဘာလို့ဖြစ်လို့တော့ ရှင်အမတန်ဝင်းနေနေပါလားပေါ့ဆိုတော့ကြီးမအချောင်းဆုံးနော်သူကလေးလေး၃ယောက်ထဲ啊တကောင်ကိုကျန်းနှကောင်လွတ်မြောက်ရေးအတွဲခြာကျွေးလေးရတဲ့အချောင်းပြောတော့အိုးရှင်နိုင်ရှင်ရစရာကောင်းလိုက်တာတစ်ခုံသမားဆိုတာလေနော်ဒီလိုစိမ့်စိမ့်ဆိုဆိုအကိုင်းအခက်တွေနဲ့ဝေးနေတဲ့တပင်ကိုဘတော်မှမခုတ်ဘူးနော်ခါရဲ့အရွက်တွေကျွေး တပင်သေးတဲ့ခါနော်မြီးလေးတို့မြင်မှုမှာမှာတစ်ချောက်ပင်ကြီးနေနော်ဘာရွေးမှမရှိတော့ဘူးတကိုင်းကြီးကလည်းချောက်ပြတော့လीညိုညိုကြီးတွေနော်ဒီလိုအပင်မျိုးသာခုတ်တာနော်နောက်တစ်ခါသူလိုင်းကျမောက်ပြဆန်းနော်ဟွန်းသူတက်ခုတ်သမအစ်စ်လားအတူလားကျမပြောမယ်လို့နော်မိမချင်းပေါ့နော်မိခင်ချင်းကိုချင်းစာပြီးသူကပြောပါတယ်ဒီလိုပဲနှစ်ရက်ကြာတဲ့အခါမှာညီခွေးကနော်ရှင်းနီအတိုင်းမှာပဲအုတ်ထုတ်ကြီးစောင်းနေ ်တန်ကြီးတက်နေတဲ့လွှာကြီးကိုသူကိုင်းပြီးတော့တခုတ်သမားရောင်ဆောင်ပြီးတော့လာပါလေတဲ့နော်ကြီးမအုတ်ထုတ်ကိုမြင်လိုက်တာနဲ့ပဲတပိတ်လွယ်ငှက်မအောင်နော်တခုတ်သမားရောက်နေပြီရှင်ဟိုမှာအောက်ကလေအဲ့ဒါဆိုတော့တပိတ်လွယ်ငှက်ကပြောရှင်လေးအလိုက်တာအဲ့ဒါတခုတ်သမားမဟုတ်ဘူးနော်ကလေးညာများတဲ့မြေခွေအဲ့ဒါနော်။ तू ကအုတ်ထုတ်နဲ့လွှာကိုဗန်းပြပြီးတော့လीဒီသပင်းလေးလိုက်ခုတ်တယ်ဆိုပြီးအဲ့ဒီလိုပဲနော်။မကြောက်နဲ့မကြောက်နဲ့နော်။ ခါတယ်တက်ပင်ဖြတ်မယ်လို့ပြောရင်ဖြတ်လဲသာလဲလို့ပြောလိုက်အလကအဲ့သူ့ဂျင်းကြမှာညှက်ထားတဲ့ဒီတန်ကြီးတက်တဲ့လွှာကြီးရလေဘယ်တက်ပင်မှဖြတ်လို့မရတော့ဘူးအသွားတွေကတန်ကြီးကိုက်နေပြီနော်အဲ့တော့တက်ပင်ကိုသူတကယ်ဖြတ်နိုင်ပါဦးရှင်နော်အဲ့တော့ဒီလက်မောင်းကလည်းတန်တမာမာရှိရမယ်နော်တခုတ်တမားဆိုတာအမတန်ပင်ပန်းတဲ့အလုပ်ပါနော်လွှာတိုက်လေထိုးလွှာတိုက်ဗမာစကားမှာရှိ အမတန်ပင်ပန်းတယ်လေ ਉਹ လဲရှေးတော့မလို့နော် ဝလုံးနဲ့ထိုးထိုးပြီးရေစည်းမှာနော်ရေစည်းအတိုင်းသွားတာဒီလှေးရွေးဖို့ဝလုံးမှာအားဆိုင်ထိုးရတယ်လေတို့သမားတပင်းကြီးတပင်းကိုတခါလေးလဲချသွားအောင်နော်လွှတ်တိုက်ရတဲ့လူတွေရဲ့လက်မောင်းနေဟာအမတန်တတ်မာပြီးတော့ကြွက်သားတွေနဲ့လည်းပြည့်စုံတယ်ကြည့်ပါဦးဒီမိခွေးလက်ကဘာရှိလို့လဲเนาะအခါရှင်အညာမိတာဆိုပြီးတော့ဒီလိုပဲ तू อ่ะမသိဘူးထင်ပြီးတော့ ငါတိခုတ်သမားဟိဟွန်းတပင်ခုတ်ဖို့လာပြီနော်လို့ပြောပါတယ်ဒါတော့တခါတယ်ကြီးမအခါတယ်အတိုက်ပြန်ဆက်လုပ်ပါရှင်ဖြတ်နိုင်မထင်ဖြတ်ပေါ့လေနော်ကျမကတော့ဒီအတိုက်ကနေကျမဘဲမှမခွာနိုင်ဘူးနော်ရှင်တိခုတ်သမားမဟုတ်ဘူးဆိုတာလေကျမသိတယ်ရှင်ကတကယ်တကယ်မြေခွေးရုပ်ပဲလို့ပြန်ပြောလိုက်ပါတယ်နော်အဲ့တော့ဒီကြီးမအပြောအဆိုရုပ်ချီး ြောင်းလဲလာပုံကိုသူကအံ့ဩသွားတယ်ဟာမနေ့တနေ့တုန်းကတော့နော်ငါ့ကိုအမျိုးမျိုးတောင်းပန်အောက်ကျုပ်နှစ်ရက်ပဲချိန်ပေးပါကျမကလေးတွေပြန်တင်ပါအောင်မယ်လို့ပြောဆိုခဲ့တဲ့ကြီးမဟာအခုတော့လေးသားမှာကြောလိုက်လားနော်ဆိုပြီးမြေခွေးကိုလေသူကယူမဆိုင်တဲ့ဟန်ပေါ်နေတယ်အဲ့တော့ဒီကလိန်ညံကိုဒီအကဲွေးတစုံတယောက်ကကြီးမကိုသွားပြောထားလို့သာဖြစ်မယ်ဆိုပြီးမြေခွေးက ချက်ချင်းရိတ်စားမိလိုက်တယ်တဲ့ငါတစ်ခုတ်သမားမဟုတ်မှန်းနင့်ဘာသူပြောလဲနော်မေးလိုက်တော့ကြီးမလည်းသူ့ကိုသတိပေးသွားတဲ့လူဟာတပိတ်လွယ်ညှက်မှဖြစ်တယ်လို့လွတ်ခနေနော်သူရိုးအားတော့ပြောလိုက်မိပါတယ်တဲ့ဟာမိခွေးအားသူ target ထားဖို့ပြစ်မှတ်နော်တပိတ်ငလွယ်ညှက်မှစီကိုပြောင်းလိုက်ပါပြီရက်တော်ကြတော့မြေခွေးအားဒီမြောင်းပုတ်ထဲမှာ သူ့တကိုယ်လုံးကိုရှွတ်နေတဲ့လူနော်ညပတ်သွားအောင်လူလှိန်ပြီးလဲပြီးရောတပိတ်လွယ်ငှက်မှအတိုက်ဆောက်ထားတယ်တပင်အောက်ကိုသူသွားပြီးအตาလီသိချင်းအောင်ဆောင်းနေလိုက်ပါတယ်နော်အဲ့တော့တပိတ်လွယ်ငှက်ကလည်းမြေခွေးကိုမြင်ပါတယ်နော်သူတပင်အောက်မှာလာနေတာကိုမြေလေးတို့ရဲ့အဲ့တော့ဒီလိုသူနှစ်ချိန်လောက်မြေခွေးပေါ်ကနေပြန်ပြီးကြည့်တော့မြေခွေးကလည်းညံများတဲ့လူပြီးပြီးတုတ်တုတ်မှမလှုပ်ဘူးနော် ဒီကောင်တော့သေနေပြီဆိုပြီးတပိတ်လွယ်ခင်မှာငါသူ့မျက်လုံးတွေကိုဖောက်စားမှာပဲလို့အကြံရပါတယ်ကဲနော်ဒီညှက်မနဲ့တပိတ်လွယ်ခင်မှာနဲ့မြေခွေးတို့နော်ဘယ်လိုများညံပြိုင်ကြအောင်မှာလဲနော်ဒီတပွဲမှာရောဘသူကအနိုင်ရောက်မှာလဲညီလေးတို့ကြိုးပြီးတွက်ဆကြည့်စမ်းပါနော်ဖွားဆက်ပြောပြပါမယ် ကဲညီလေးတို့ရေတပိတ်လွယ်ငှက်မနဲ့ညီခွေးတော့ညံချင်းပြိုင်ကြတော့မယ်နော်ညီခွေးကလည်းတေးချင်အောင်ဆောင်နေဒရဝပီပီတုတ်တုတ်မှမလို့အသက်ကအောင်ထားနော်တပိတ်လွယ်ငှက်မလည်းတေးချအောင်ညီခွေးဘဝကနီးနှစ်ပတ်လောက်ဝိုင်းကြည့်ပြီးတော့မှသူ့မျက်လုံးကဖောက်စားမယ်ဆိုတဲ့အကြံနဲ့ပထမဆုံးညီခွေးရဲ့နံယိုးတွေနော်နံယိုးကမာတာပေါ့နော်နံယိုးတွေကိုနှုတ်သီးနဲ့ပေါက်ကြည့်တယ် ြီးခွေးကနာပေမဲ့လည်းတခါတည်းချိန်မိတ်ခံပြီးတော့သူကတေးတေးချောင်းဆောင်နေတာကိုမြီးလေးတို့ရဲ့တေးတဲ့တရဝါရီလူတွေကလှုပ်လို့မှမရဘူးသူနာတာကိုအောင့်ခံမိသူတုတ်တုတ်မလုပ်ဘူးတဲ့ဒါနဲ့ငှက်မလေးကအင်းပေါ့နော်ဒီမြီးခွေးရဲ့ခေါင်းပေါ်မှာနာပြီးတော့မြီးခွေးရဲ့မျက်လုံးတွေကိုဖောက်မလို့လဲရွဲလိုက်ကောမြီးခွေးကတခါတည်းငှက်မကိုနှင်မြန်နဲ့အဟုန်နဲ့သူ့ပါဇက်နဲ့ပါဇက်ထဲကိုဖမ်းထားလိုက်ပါတယ်တဲ့ကဲ ဒါကတော့အကွက်ဆင်ပြီးတော့မြေခွေးကကောက်ချစ်ဆင်းလဲတဲ့ညံနဲ့နော်တပိတ်လွယ်ညမကိုဖမ်းလိုက်တယ်ဆိုတာသိတော့ဒီညမလည်းကြီးလို့မအပါဘူးအမတန်ပါနတ်လိမ့်မှာပါတယ်နော်အော်ကြီးနဲ့တခြားညက်တရဟိုကျမရှင်အเจ้าနေဖွင့်ပြောခဲ့တာမလို့ရှင်ကျမကိုတတ်တတ်ထိုက်ပါတယ်နော်တတ်မယ်ဆိုတတ်ထိုက်ပါတယ်နော်ရှင်ရဲ့စားခွက်တွေကိုကျမလိုက်ပိတ်မိတာ哦နော်ဒါပေမဲ့ကျမလည်း ရှင်လိုပဲလဲပါရယ်နော်လဲစားပုံလဲစားနီးတွေလဲကျမရှင်တက်တောင်ပူတိပါသေးတယ်လို့နော် ပြောတယ်တဲ့ရှင်စဉ်းစားလေနော်ရှင်ခုကျမကိုစားလိုက်ရင် ကျမတကောင်မဲစားပြီးရှင်အတွက်တရက်စားပဲဖြစ်မှာပေါ့နော်ရှင်ကျမကိုလှုပ်ပေးပြီးတော့နော်မိတ်ဆွေလိုသဘောထားမယ်ဆိုရင်နော်တခြားကျမတိထားတဲ့တခြားငှက်တွေကိုရှင်ဘလို့လှဲစားပုံလှဲစားနီးတွေနော် ကျမသင်ပေးမယ်ရှင်နော်အဲ့တော့ အဲ့ဒီနီးတွေရှင်သိပြီဆိုလို့ကတော့ရှင်တသက်လုံးတသက်သားနာနဲ့စားမကုန်တော့ဘူးဗောလို့တပိတ်လွယ်ငှက်မကပြောလိုက်တယ်တဲ့မိကွေကစဉ်းစားပါတယ်တဲ့อืมသူပြောတာလည်းဟုတ်တာပဲเนาะတပိတ်လွယ်ငှက်ကလိမ္မာပါနဲ့တဲ့ကြီးလို့မအဘူးအဲ့တော့သူနဲ့မိတ်ဆွေဖြစ်လို့ကတော့ငါအကျိုးမရုပ်ဘူးเนาะအကျိုးရှိဖို့ပဲဖြစ်တယ်အဲ့တော့အနည်းဆုံးပေါ့เนาะငါအတွက်တနေ့ကိုငါတစုံ ရအောင်တော့ဒီညမှာကူညီနိုင်မှာပဲဆိုတော့ဒီချိန်မှာပဲတပိတ်လွယ်ငှက်ကမာလေတိုက်တိုက်တွန်းတွန်းနဲ့ရှင်ပြက်ပြက်သားသားဆုံးဖြတ်နော်နော်ရှင်နဲ့ကျမမိတ်ဆွေဖွဲ့မယ်ဆိုရင်ကျမတို့နဲ့မိတ်ဆွေဖြစ်ပြီးဆိုတဲ့အကြောင်းကိုဟိုကောင်းခင်ဘောကနေတို့လာတို့နော်တော်ဆောင်နဲ့တောင်ဆောင်နဲ့တည်နော်ကျမတို့ဘေးမှာရှိတယ်အဲ့ဒါတွေကိုတိုင်တဲရမယ်နော်ဒီတိုင်းတော့ကျမရှင်ကမိတ်ဆွေဖြစ်မယ်ဆိုတာ မယုံနိုင်ဘူးလို့နော်ဟန်ပါပါနဲ့တပိတ်လွယ်ငယ်မှပြောတယ်။မိခွေကဟုတ်တာပဲ။ငါတို့တောမှာတောဆောင်နဲ့တောင်ဆောင်နဲ့တည်းဆိုတာရှိတယ်ဆိုပြီးတော့ကောင်းပြီလေ တိုင်တဲကြတာပေါ့လို့ဆိုပြီးတော့တိုင်တဲမယ်ဆိုရင်တပိတ်လွယ်ငယ်မှရှေ့ကပြောမယ်။ तू ကနောက်ကလိုက်ရော့ရမှာနော်။ပါဇက်ကိုလည်းဟလိုက်ကောတပိတ်လွယ်ငယ်ကဖွီးကနေမိခွေပါဇက်ထဲကနေပြန်ပြေးလိုက်ပါလေတဲ့နော်။မိခွေကလည်းอืม ငါ့ကိုတော့လှည့်စားသွားပြီနော်ငါတဲ့နော်လဲတဲ့လူမရှိဘူးငါတဲ့ညံကောင်းတဲ့လူမရှိဘူးလို့ငါထင်ထားတာအခုတော့ငါတဲ့လဲတဲ့လူနဲ့တွေ့နေရပါဘောလားဆိုပြီးစိတ်ပြက်ဝင်းနေနေတယ်နောက်ဒီနေ့မှပိတ်လွယ်ငှက်ကဒီတိုင်းမနေပါဘူးညီလေးတို့ရယ်နော်တောအတွင်းမှာရှိတဲ့ငှက်အားလုံးကိုစုဝေးပြီးတော့ကဲတို့ဒီမြေခွေးရံကနေတသက်လုံးလွမြောက်ဖို့အတွက်ဆိုရင် တစုံတစ်ခုကြံဖို့လိုတယ်ဆိုပြီးတော့ရေကန်တစ်ခုမှာမြေခွေးအိတ်ပျော်နေတော့ငှက်ဒီအုတ်ဖွဲ့ပြီးငှက်အုတ်ကြီးဟာရုတ်တရက်မြေခွေးအပေါ်နာပြီးမြေခွေးကိုနှုတ်ပြီးနေနဲ့ဝိုင်းပေါက်ကြတဲ့အတွေ့မြေခွေးဟာအလွန်ကြောက်ရွံ့ထိတ်လန့်စွာနေပဲလမ်းမှားပြေးမိပြီးရေကန်လည်းကြာသေးပါလေတဲ့ခုဖွားပြောတဲ့ပုံကလေးမှာညီတို့အတွက်ဘာသင်ခန်းစာများရလဲဟမ်နော် ရန်ကိုမိမိတူချင်းနော်ဖြည့်ရှင်းနေတာတယ်နော်အချင်းချင်းညီညွတ်စွာနဲ့နော်အုံနှောက်ပြီးနော်ခေါင်းတစ်လုံးဟာဒီတဲ့ခေါင်းနှလုံးကပိုကောင်းတယ်ခေါင်းနှလုံးတဲ့ခေါင်းသုံးလုံးကပိုကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲအားလုံးနော်အကြံဉာဏ်လေးယူပြီးတော့ညီညီညွတ်ညွတ်နဲ့တွန်းလှန်ရင်ကိုယ့်ရဲ့အင်အားကြီးမှတဲ့ဒီဘာမဟုတ်တဲ့တပိတ်လွယ်ညှက်ဆိုတာပစ္စည်းလေးနော် စာကလေးဇရက်ကလေးတို့လောက်ပါမယ်ဒီညက်ကလေးတွေဟာမြေခွေးဟိုတောင်မှအနိုင်နိုင်နေဆိုတဲ့အကြောင်းကိုဒီပုံပြင်လေးကသင်ခန်းစာပေးပါတယ်ဒါကြောင့်မြေလေးတို့လည်းကိုယ့်အတွက်အန္တရာယ်ရှိပြီးနော်ဘေးဒုက္ခကြုံလာပြီးဆိုရင်နော်ကိုယ့်ထက်နော်ပိုစဉ်းစားနိုင်တဲ့နော်ကိုယ့်ထက်ပိုအတွေ့အကြုံရှိတဲ့နော်လူကြီးမိဘဆရာသမားတွေပြောတာကိုနားထောင်ပါနော်သူတို့တွေဟာကိုယ့်ထက် ဘဝမှာနေလာတဲ့သက်တမ်းအလျောက်အတွေ့အကြုံတွေကများလာပါပြီเนาะအာအဖိုးကြီးတွေအဖွားကြီးတွေဒိတ်အောက်နေပြီလို့မထင်ပါနဲ့နော်ဒိတ်မအောက်ဖဲနဲ့ညီလေးတို့အတွက်အကြံကောင်းညံကောင်းပေးနိုင်တယ်ဆိုတာဒီပုံပြင်လေးကတက်တည်ပြတယ်လို့ပြောရင်းနဲ့ဖွားနီကုန်းချုပ်လိုက်ပါတယ်